မင်္ဂလာပါဒီနေ့ကျောင်းမြန်မာတွေဘာဖြစ်လို့အင်္ဂလိပ်စာမတိုးတက်လဲဆိုတဲ့အကြောင်းကျွန်တော်အမြင်လေးနည်းနည်းပါပြောချင်ပါတယ်ကျောင်းအမေရိကန်မှာဆိုလို့ရှိရင်မြန်မာပြည်သားတွေအများကြီးရှိတယ်အင်္ဂလိပ်စကားမတိုးတက်ဘူးတချို့တိုးတက်တဲ့လူတို့ရှိတယ်ဒါပေမဲ့တော်တော်များများမတိုးတက်ကြအောင်မြန်မာအယောက်တရာရှင်တရာမှာကျောင်း60လောက်ကအင်္ဂအမေရိကန်မှာ9နှစ်အထက်နေတဲ့လူပေါ့နော်အဲ့လိုပြင်းပြကြည့်တဲ့ချိန်မှာအင်္ဂလိပ်စကား9နှစ်တော်တွင်မှမတိုးတက်မတိုးတက်တာတွေကျောင်းတွေ့ရတယ် အကြောင်းနံပါတ်ချက်ကဘာဖြစ်မလဲဆိုလို့ရှင်ကျွန်မမှာတိုင်းဝိုင်းမှာဥမာ Facebook တို့တခြားတွေမှာကျွန်တော်ကြည့်တဲ့ချိန်မှာအင်တာဗျူးတွေပါတယ်ကျွန်မမှာအင်္ဂလိပ်လို interview တဲ့ဟာတွေကျွန်တော်ကြည့်တဲ့ချိန်မှာမြန်မာနိုင်ငံသားတယောက်ကအင်္ဂလိပ်လို့ပြောတဲ့ချိန်မှာအတန်မပီဘူးဆိုလို့ရှင်ကိုမြမအချင်းချင်းကနေပြီးတော့လောင်ကြတယ်အာ မပီးသင်အာရွှေမြမကွာဘာညာပေါ့နော်ကြောက်ချင်းချင်းလောင်နေချိန်မှာတခြားမြမတွေကလည်းအာငါအင်္ဂလိပ်စကားပြောလိုက်လို့အဖြူတွေပေါ့နော် ီက native အင်္ဂလိပ်စကားပြောတဲ့လူလောင်မာတဲ့ကိုချင်းချင်းလောင်မာကြောက်ကြတယ်ကြောက်တဲ့ပုံမှာမြန်မာတွေတော်တော်များများကအင်္ဂလိပ်စကားမတိုးတက်တော့ဘူးဆိုတော့ကျွန်မြန်မာတွေမတိုးတက်ရတဲ့နံပါတ်1ချက်ကြောင်းရတခြားလူတွေကိုကိုဘယ်လိုမြင်လဲဆိုတော့ကြောက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်အင်္ဂလိပ်စကားမတိုးတက်ရမတိုးတက်တဲ့မတိုးတက်ရခြင်းဖြစ်တယ်ဆိုတော့ကျွန်အင်္ဂလိပ်စကားတိုးတက်ဖို့နံပါတ်1ချက်အနေနဲ့ကျွန်တော် ကြောက်ဖို့မလိုဘူးရှက်ဖို့မလိုဘူးသူများဘာပြောလဲဆိုတော့ရေးမကြည့်ဘူးဆိုတော့ပြင်နောက်တစ်ခုကိုမြမချင်းချင်းလဲမလောင်ကြဖို့ကျွန်တော်ပြောချင်တယ်ပေါ့နော်ဥပမာအင်တာဗျူးတွေမှာမြင်တဲ့ဟာတွေဆိုလို့ရှိရင်ကျွန်မြမာတွေရဲ့စိတ်တက်ကိုကျွန်တော်သိရတယ်အာငါပြီးတန်နဲ့စင်မပြေဘူးကွာပြင်အင်္ဂလိပ်အင်္ဂလိပ်အသံမပြီးတာနဲ့ဟိုပညာမတက်ဘူးဘာညာကျွန်တော်ကောက်ချက်ချတာတွေကျွန်တော်မြန်မာတိုင်းဝမ်းမှာအများကြီးမြင်ရတယ်ဆိုတော့နံပါတ်1ချဲကျွန်တော်အင်္ဂလိပ်စကားမတူတရတဲ့အကြောင်းရင်းက shell ဒါပေမဲ့အင်္ဂလိပ်စကားတိုးတက်ခြင်းလဲဆိုနံပါတ်1ချက်ကျောင်းရင်းကကျောင်းရှက်ကြောက်လို့မရဘူးဟုတ်ပြီနော်နံပါတ်1ချက်ကကျောင်းဘာလို့အင်္ဂလိပ်စကားမတိုးတက်လဲဆိုတော့အသံပီပီကိုပြောခြင်းတယ်ဒါပေမဲ့ကိုကအသံမပီနိုင်တဲ့အတွက်ကြောင့်ဟိုဘယ်လိုပြောမလဲအသံမပီနိုင်တဲ့အတွက်ကြောင့်ပြန်ပြီးတော့ရှက်တာဆိုတော့အင်္ဂလိပ်စကားအင်္ဂလိပ်စကားဆိုတာ communication တယောက်နဲ့တယောက်ဆက်သွယ်ဖို့ကြောင့်ဘာသာစကားကိုသင်ယူရတာ ဲ့အတွက်ကြောင့်ကျွန်တော်ဘက်ကနေပြီးတော့အသံပီလားမပီလားထက်ပေါ့နော်တခြားနားထောင်တဲ့လူကိုပြောတော့နားလဲလားနားမလဲလားဆိုတော့အဓိကထားဖို့ဖြစ်တယ်အဲ့အတွက်ကြောင့်အင်္ဂလိပ်စကားလေ့လာတဲ့ချိန်မှာကျွန်တော်အသံပီလားမပီလားအမေရိကန်လိုအမေရိကန်နိုင်ငံသားတွေလိုမျိုးအသံထွက်နိုင်လားဟို British ပေါ့နော်အင်္ဂလိပ်တကယ်အင်္ဂလိပ်စစ်တီရဲ့အသံနေအသံနားမျိုးထွက်နိုင်လားဆိုတော့ကျွန်တော်တို့အာယုံဆိုင်ဖို့မဟုတ်ဘူး ဒါပေမဲ့ကိုပြောခြင်းနဲ့ဟာဥပမာဆိုလို့ရှိရင်ကျွန်တော်ရေဆိုလို့ရှိရင်အမေရိကန် water လို့ထွက်တယ် British တွေက water လို့ထွက်မယ်ကျမတွေက water လို့ထွက်မယ်ထွက်ပြီမဲ့လို့ကျွန်တော်ပြောနေတဲ့ဒီ water ကိုတခြားနားထောင်တဲ့ native ပေါ့နော် native တမမောတကယ်အင်္ဂလိပ်စကားပြောတဲ့လူကနားလည်ဘူးလူတယ်ဆိုတော့အထန်ထွက်သူတို့လိုမပီးစရာမလိုဘူးပြီး accent ဆိုတဲ့ကျွန်တော် data data အလိုက်တော့မဟုတ်နိုင်ငံတနိုင်ငံပေါ်မှာနိုင်ငံတနိုင်ငံနဲ့တနိုင်ငံပေါ်မူတည်ပြီးတော့ accent လည်းကျွန်တော်မသိဘူးဥပမာဆိုလို့ရှိရင်စင်ကာပူကျောင်းအာရှတွေစင်ကာပူတို့မလေးရှားတို့ဟောင်ကောင်တို့ဆိုလို့ရှိရင်သူတို့အင်္ဂလိပ်လိုပြောတဲ့ချိန်မှာသူတို့မှ accent ရှိတယ်သူတို့အသံတွေတန်တာရှိတယ်မှအိန္ဒိယဆိုလို့ရှိရင်အိန္ဒိယတွေအင်္ဂလိပ်လိုပြောတဲ့ချိန်မှာသူတို့သူတို့ရဲ့အသံတွေတန်တာရှိတယ်သူတို့ဒီအမေရိကန်လူမျိုးအသံမထွက်ဘူး သူတို့ထွက်လို့လည်းမရဘူးသူတို့အမေရိကန်နိုင်ငံမှာကြီးပြီးအမေရိကန်မှာမွေးတဲ့အတွက်ကြောင့်ဒီအမေရိကန်တွေထွက်တဲ့အင်္ဂလိပ်စကားကိုအင်္ဂလိပ်စကားလိုမျိုးအတန်ထွက်ခက်ခက်နိုင်ခက်တယ်အဲ့အတွက်ကြောင့်ကျွန်တော် accent ဆိုတာရှိရဲအမေရိကန်နိုင်ငံမြန်မာတွေလည်းကျွန်တော်အင်္ဂလိပ်လိုပြောတဲ့ချိန်မှာကျွန်အတန်မပြီးတဲ့ဟာတွေရှိတယ်ဆိုတော့အဲ့ဒါတွေအာယုံမဆိုင်ဘူးအရေးကြီးတယ်ဆိုတော့ပြန်ပြောမယ်ဆိုလို့ရှိရင်နံပါတ်1ချက်ကျွန်ရှက်ကြောင်းနေဖို့မလိုဘူးနံပါတ်2ချက်အင်္ဂလိပ်စကားတိုးတက်ဖို့ကျွန်တော် အသံလူဖြူတွေလူဖြူတွေလိုမျိုးအသံထွက်ဆင်မလို့ဟုတ်ပြီနော်ဆိုတော့ကြွားပေးခြင်းနဲ့နောက်ဒီမှာကြောပြန်တွေ့ရဒီနှစ်ခုကြောအမြဲတမ်းအမြဲတမ်းပေါ့နော်ဂယုဆိုင်ရအောင်ကြောမြမာတွေမတိုးတက်ရတဲ့ကြောင်းရင်းကသူများပြောမှရှက်လို့ကြောက်လို့ပြင်ကိုမြမာချင်းချင်းကလည်းလောင်လို့အဲ့ဒါကြောက်လို့ပေါ့နော်ဟိုမှာတချို့ယုံနေဆိုလို့ရှိရင်တချို့မြမာ မြန်မာတွေရှိတယ်အင်္ဂလိပ်လိုပြောတတ်တယ်ဒါပေမဲ့ဘာသာပြန်စကားပြန်ရှိတဲ့ချိန်မှာသူတို့ကအော်ကိုမြန်မာချင်းချင်းဆိုတော့ငါပြောတာသူတို့ဟောလောင်မလားဘာမှမရှက်လို့ပေါ့နော်စကားပြန်သူပြောနိုင်ရတဲ့အတိုင်းစကားပြန်အားကိုပြီးတော့ပြောတာတွေရှိတယ်ဆိုတော့ကိုအင်္ဂလိပ်စကားနည်းနည်းပြောတတ်တယ်နည်းနည်းမေးထူခေါ်ပြောတယ်ဘာမှမကိုကလေးတွေ appointment တွေသွားတဲ့ချိန်မှာပေါ့နော်အင်္ဂလိပ်လိုပြောတတ်တယ်ဆိုရင်စူးစမ်းပြီးပြောပါကျောမြန်မာနိုင်ငံမှာရှိတဲ့အင်္ဂလိပ်စကားလေးလာနေတဲ့လူတွေသူများပြောမအောင်မကြောက်ပါနဲ့ ပြောပါမရှက်ပါနဲ့ပြင်နောက်တစ်ခုကအတန်ပီနေစရာမလိုဘူးအတန်ထွက်မှန်တာနဲ့တန်ပီတာမတူဘူးနော်တန်ပီလို့ဆို accent american လို့တန်ထွက်နေစရာမလိုဘူးဆို american လို့တန်ထွက်နိုင်ဖို့ american နိုင်ငံမှာကြီးပြင်းတဲ့ကြောင်းကြောင်းတက်တဲ့ဒီမှာကြာကြီးနေလို့ကိုယ်အတန်ပေါ့နော်ဒီ accent က change ပြောင်းသွားတာတော့တဘာဝကြတယ်ပေါ့နော်ဒါပေမဲ့ဟိုစူးစမ်းပြီးတော့အဖြူလေးလိုမျိုးထွက်တာအဲ့လိုမျိုးလည်းမဖြစ်စေချင်ဘူးဆိုတော့ ကျွန်တော်အင်္ဂလိပ်စာတိုးတိုးတက်စေခြင်းနဲ့အင်္ဂလိပ်စကားတိုးတက်စေခြင်းနဲ့အဓိအဓိကစကားပြောကကျွန်တော်ခက်တယ်မလွယ်ဘူးဒါပေမဲ့လို့မရှက်ဘူးမကြောက်ဘူးပြင်ကိုကိုမှရှိနေတဲ့အနေထားပေါ့နော်ကိုမြမာတန်ငပိတန်နဲ့ပဲဖြစ်ဖြစ်စူးစမ်းပြီးပြောတယ်ဆိုလို့ရှိရင်ကိုတခြားလူတွေအင်္ဂလိပ်လိုပြောတဲ့လူတွေနဲ့ကောင်းကောင်း communicate ဆက်သွယ်လို့ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ရအောင်ပေါ့နော်ဒီနေ့ကတော့ကျွန်တော်ကားထဲမှာ စိတ်ထဲမှာဒါလေးရှိလို့ okay ငါတော့ပြောပြောကိုပြောရမယ်ဆိုပြီးတော့ကျွန်တော် record လုပ်နေတာဖြစ်တယ်ဆိုတော့တခြားသင်ခန်းစာတွေကိုတခြားသင်ခန်းစာတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ရအောင်နောက်နောက်နောက်ပိုင်းဆိုလို့ရှိရင်ပေါ့နော်အမေရိကန်မှာအကြောင်းဘလူးဘလူးရှောက်မလဲပြီး IELTS TOEFL တွေဘလူးအမှတ်ကောင်းလို့မယ်ကျွန်တော်ကိုယ်နိုင်လဲအဲ့လိုအဲ့ဒါတွေဖြည့်ခဲ့တာပေါ့နော်ပြီး GD တက်တဲ့လူတွေအင်္ဂလိပ်စာကိုဘလူး ပို့ပိုင်နေအောင်လုပ်မလဲပြီးကိုကကြောင်းလည်းမတက်ဘူးဒါပေမဲ့အင်္ဂလိပ်လို join ကျင်နေတဲ့လူတွေဘယ်လိုတိုးတက်အောင်လုပ်မလဲဆိုတော့ကျွန်တော်နောက်ပိုင်းကျသင်ခန်းစာတွေ level 1 level 2 level 3ဆိုပြီးတော့သင်ပေးသွားမယ်ဆိုတော့ subscribe လုပ်ပေးပါ share လုပ်ပေးပါသင်ငယ်ချင်းတွေဒီ channel ပြပြပါဆိုတော့ကျေးဇူးတင်တဲ့နောက် video ဒီမှာပြန်ပြီးတော့送ရအောင်ဘိုင်